ိုင်းမြန်မာနယ်စပ်ကထိမ့်သိမ်းထားတဲ့တဘာဝတစ်တော်ကြီးထဲမှာတော့လက်နက်ကင်ပြီးတော့ရွှေခိုးတူးနေတဲ့မြန်မာနိုင်ငံသားတွေကိုထိုင်းအာဏာပိုင်တွေကနိုဝင်ဘာလ15ရက်နေ့မှာဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်ဟာထိုင်းနိုင်ငံကန်ချနာပူရီပြည်နယ်အာဒီထောင်ဖာဖုံအာအမျိုးသားဥယျာဉ်ထဲကရေဝေလဲဒေတာဖြစ်တဲ့ပီလော့ အော်ခိတော်ထဲမှာပေါ့လေဖြစ်ပွားခဲ့တာလို့ထိုင်းသတင်းတွေကဆိုပါတယ်အမျိုးသားဥယျာဉ်အကြီးအကဲရဲ့ပြောပြချက်အရဆိုလို့ရှင်ရဲ့ဒီ CCTV ကင်မရာတွေကနေ လက်နက်ကင်ထားတဲ့အာတန်တရားရှိတဲ့သူ25ယောက်လောက်ကိုခြေရာခံမိတာကြောင့်စစ်တပ်နဲ့ရဲတပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့ညဘက်မှာဝင်ရောက်စီးနင်းခဲ့တာပါဒီလိုမျိုးဝင်ရောက်ဖမ်းဆီးတဲ့အချိန်မှာတော့တရားမဝင် ရွှေတူးနေတဲ့သူအများစုကထွက်ပြေးလွတ်မြောက်သွားပေမဲ့မြန်မာနိုင်ငံသား၄ယောက်ကိုတော့ဖမ်းဆီးရမိခဲ့ပါတယ်အာနာပိုင်တွေဟာရွှေတူးတဲ့ပစ္စည်းကရိယာတွေအပြင်လက်လုံတနက်တလက်နဲ့ကြီးစံတွေကိုပါသိမ်းဆီးရမိခဲ့ကြပါတယ်ဖမ်းဆီးခံရ ားတဲ့သူတွေကိုတော့တရားမဝင်နေမြေကျူးကျော်ဝင်ရောက်မှုနောက်ပြီးတော့တစ်တော့ဖြက်စီးမှုနဲ့တရားမဝင်လက်နက်ကင်ဆာမှုစတဲ့ပြင်းထန်တဲ့ဥပဒေတွေနဲ့ဆက်လက်ပြီးတော့အရေးယူသွားမယ်လို့အမျိုးသားဥယျာဉ်အကြီးအကဲကထိုင်းသတင်းဌာနတွေကိုပြောဆိုထားတာပါဒီလွတ်မြောက်သွားတဲ့ကြံတဲ့လူတွေကိုလည်းဆက်ပြီးတော့ခြေရာခံနေတယ်လို့ဆိုပါတယ်